အရောင်အစင်းတွေကလာလွန်းလို့အစစ်မဟုတ်ဘူးလို့တောင်ထင်ရတဲ့မွေးဆယ်မျိုးကမ္ဘာပေါ်မှာရှိတဲ့သဘာဝတရားဖန်တီးထားတဲ့တတ္တဝါတွေထဲမှာမွေးတွေရဲ့အရောင်အစင်းနဲ့ပုံသဏ္ဍာန်တွေဟာအမခန်းစရာလှတရားတွေကိုပိုင်ဆိုင်ထားကြပါတယ်တချို့သောမွေတွေရဲ့တောက်ပပြီးထူးခြားတဲ့အရာတွေကြောင့်၎င်းတို့ဟာအပြင်လောကမှာတကယ်ရှိတဲ့တတ္တဝါတွေမဟုတ်ဘဲပုံမြင်တဲ့ခရဏနာတွေလာလို့တောင်မှထင်မှတ်မှားစရာဖြစ်စေပါတယ်။ အခုလေရင်သက်ရှူမောဝေရအရောင်သေးတွေကြောင့်အစစ်မဟုတ်ဘူးလို့တောင်ထင်ရောက်တဲ့အလားဆုံးမွေတွေတဲကတချို့သောမွေမျိုးစားအကြောင်းတွေကိုတင်ဆက်ပေးသွားပါမယ်။နံပါတ်၁နေကြာမွေလို့လူသိများတဲ့ Sand Pimp Snake ဒီမွေမျိုးစိတ်ဟာရှေးတောင်အာရှမှာတွေ့ရပြီးသူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားတဲ့တက်တက်ရောင်လိုတောက်ပြောင်နေတဲ့အခြေခွန်တွေကြောင့်ကြော်ကြားလွန်လာပါတယ်။ ။နေအောင်ကြီးတိုက်ရိုက်ကြရောက်တဲ့အခါမွေရဲ့အရေးပြားပေါ်မှာအယောင်သွေးစုံလင်စွာ ပြောင်းလဲတောက်ပနေတာကိုတွေ့ရတဲ့အတက်ဒီမွေရဲ့အလှကဆွဲမက်စရာကောင်းလွန်းလို့ကဘာပေါ်မှာရှိတဲ့အယောင်သွေးစုံနဲ့မွေတွေလေးကတမျိုးအဖြစ်ပါဝင်နေပါတယ်။နံပါတ်2တတ်တတ်မွေလို့ခေါ်တဲ့ Rainbow Snake ရင်းနှီးမွေးတမျိုးဖြစ်တဲ့ဒီမွေးတွေကတော့အနီရောင်အဝါရောင်အနက်ရောင်အညိုရောင်ဒိမိုရောင်အစားရှိတဲ့အရာအစင်းတွေကိုသူတို့ရဲ့ဘေးဘက်နဲ့ပိုက်သားတွေမှာရောရှက်ပါချင်နေပြီးကဘာပေါ်မှာအနာပဆုံးမွေးမျိုးစိတ်တွေရဲ့ကတမျိုးအဖြစ်သတ်မှတ်ခံထားရတာပါနံပါတ်3မျက်တောင်မွေးလို့ပြောလို့ရတဲ့ eyelash fiber ဒီအစိမ်းရှိတဲ့မွေးငယ်လေးဟာ အလုံးလပပြီးရွှေဝါရောင် အနီရောင်ဒါမှမဟုတ်ပန်းရောင်တောက်တောက်ရောင်သေးတွေရှိပါတယ် သူတို့ရဲ့ထူခြားတဲ့အလားပါမှုကတော့မျက်လုံးထက်နားမှာမျက်တောင်ပုံစံမျိုးထွက်နေတဲ့ချီးခွန်ကလေးတွေပါရှိတာပဲဖြစ်ပါတယ်။နံပါတ်၄အပြားရောင်မနီရှာတန်နာမွေလို့ခေါ်လို့ရတဲ့ Blue Valerian Chorus နဲ့ဒီမွေတွေရဲ့အသင်ပြင်ကတော့စိတ်ကူးရင်ဆန်ပါတယ်။သူတို့ရဲ့ကိုယ်တွေကအတောက်ပတဲ့အပြားရောင်ရင်းရင်ဖြစ်ပြီးခန္ဓာကိုယ်ရဲ့ဘေးပတ်လည်မှာအရောင်ဖြုတ်ဖြုတ်မြင်းချောင်းတွေပါရှိတတ်ပါတယ်။ အထူးခြားဆုံးကတော့တောက်ပတဲ့အနီရောင်ဖြစ်တဲ့ခေါင်းနဲ့အမီးကို ပိုင်းဆိုင်ထားတာပဲဖြစ်ပါတယ်။ဒီအရောင်သေးတွေဟာအနီးနားဘသားရဲတိရစ္ဆာန်တွေကိုတတိပေးဖို့အတွက်တုံးပြူရဲ့နီလန်းတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်9ညာဘက်ဒီမှာတွေ့ရတဲ့ Panamanian Sport Night Snake ညာဘက်မှာလှူရှားတတ်တဲ့ဒီမွေငယ်လင်းရဲ့ကိုတဲ့ပေါ်မှာနှိမ်မောရောင်အဝါရောင်နဲ့အနက်ရောင်တို့ကိုပဒီစီပုံစံမျိုးစနစ်တကျရောဆက်ထားတဲ့ရောင်စုံအဆက်ပြောက်တွေပါဝင်ပြီးကြီးရသူကို ဆွဲဆောင်မှုရှိစေပါတယ်။နံပါတ်6 Paradise Tree Snake အစိမ်းမရှိတဲ့ဒီသစ်ပင်ပေါ်နေမွေဟာသူတို့ရဲ့ကိုယ်ရဲကိုပြားချက်စေပြီးဒီထဲမှာခဏတာပြန်တန်းနိုင်စွမ်းရှိရကြောင်းထူးခြားနာပါတယ်။ သူတို့ရဲ့အယောင်စင်းတွေဟာလည်းအလွန်လှပပြီးအစင်းရောင်နောက်ခံမှာလိမ္မော်ရောင်အဝါရောင်နဲ့အနီရောင်တို့ပါဝင်တဲ့ဆက်ပြောက်ပုံစံတွေပုံမှန်တွေ့ရတတ်ပါတယ်။နံပါတ်ခွန် corn snake corn snake တွေဟာအစိမ်းမရှိပေမဲ့သူတို့ရဲ့အလားကြောင့်အိမ်မွေးတိရစ္ဆာန်အဖြစ်လဲမွေးမြူကြပါတယ်။ ။ဝင်းမြူထားတဲ့မျိုးစိတ်တွေမှာအနီရောင်တောက်တောက်၊ပန်းရောင်ဖြော့ဖြော့၊ဒါမှမဟုတ်အပြာရောင်အသွေး၊စသဖြင့်အလွန်တရာလှပတဲ့အရာအစင်းနဲ့ပုံစံမျိုးမျိုးကိုဖန်တီးထားတာကြောင့်စိတ်ကူးရင်ပုံရိပ်တစ်ခုလိုဖြစ်နေတတ်ပါတယ်။ အခုပြောပြခဲ့တဲ့မွေမျိုးစိတ်တွေရဲ့အလားတရားဟာတဘာဝရဲ့နုပညာမြောက်ဖန်တီးမှုများကိုဖော်ပြနေပေမဲ့လည်း၎င်းတို့အနက်မှာတချို့သောမွေတွေဟာအလွန်အမင်းအစိတ်ပြင်းထန်တာဒါမှမဟုတ်အန္တရာယ်ရှိတာတွေကြောင့်ဝေးလံသောနေရာကနေသာကြိရှိသင့်ပါတယ်